တော့ရင်ကုန်ပျော်ရှင်ဒါရော့ဘီကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်လည်းတစ်ပတ်စာခုနှစ်သားသမီးကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးတော့မှာဖြစ်ပါတယ်အပတ်စဉ်ကျွန်တော်တို့လမ်းညွှန်မျှဝေပေးနေတာဖြစ်ပါတယ်ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ဗျအဲ့တော့ရဝေးရနီးရနေပြီးတော့လည်းဆောက်မြုပ်ကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်အဲ့ဒီဒီဘက်မှာ19ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ရနေပြီးတော့20နဲ့မှ5ရက်အောက်တိုဘာလ2025စနေနေ့ပေါ့ ဒီကလာတော့တွင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာအခြေအနေတွေဘယ်လိုတွေဖြစ်မလဲကြည့်လိုက်ကြရအောင်ကဲတော့ဒီတနင်္ဂနွေသားသမီးတွေအနေနဲ့ဆိုရင်တော့ဒီတစ်ပတ်မှာဟုတ်လားဝမ်းသာစရာကိစ္စတွေကြုံမယ်ပျော်ရွှင်စရာသတင်းစကားတွေပြောရဆိုရမယ်ကြားသိရမယ်ပူးပေါင်းဆက်ပေါင်းပြီးတော့လုပ်ရတဲ့အကျိုးတူလုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ကာလမှာမဖြစ်ဘူးအစမပြေဘူးဆိုတဲ့အလုပ်ကိစ္စတွေ အရေးကိစ္စတွေဒီတစ်ပတ်မှာပြန်ပြီးလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကပျော်ရွှင်ပြီးတော့အောင်ပွဲခံတဲ့တစ်ပတ်တာလို့ပြောလို့ရပါတယ်နာမည်ကုန်သတင်းကြည့်တာအများလေးစားတာမျိုးတွေဖြစ်မယ်အလောက်ကန်စီးပွားရေးအယောင်းဝင်တဲ့ပတ်သက်ရင်ဒီတစ်ပတ်တာမှာတိတိတသားတိုးတက်မှုတွေရှိမယ်အဲ့ပြီးခဲ့တဲ့ကာလတွေနဲ့မတူဘဲနဲ့ဒီတစ်ပတ်မှာဟလာလုံးရင်လုံးတလောက်အကျိုးပေးတာအရာထင်တာအဲ့အလောက်မှာရှိတဲ့အခက်ခဲတွေအပူပင်တွေကိုကျော်လွှားနိုင်တာမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်လက်မဲ့အခြေအနေကနေလက်ရှိအခြေအနေဖြစ်လာမယ်ငွေကြေးလက်ရွှေမဲ့ကန်ကောင်းမယ် ငွေကြေးရပောက်ရလန်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်အခြေအိမ်တော်ကြီးမြစ်တာကြီးနဲ့ပတ်သက်လို့ရှိရင်အဆက်အသွယ်ပြတ်တောက်နေရင်အဆက်အသွယ်တွေပြန်ရမယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဟာလာချစ်သူကြီးစားတစ်တွေရတာလူငယ်များဖို့တို့မဟုတ်မပြည့်လဲတဲ့အခြေအိမ်တော်ကြီးတွေပြန်လဲအဆင်ပြေတင့်မြတ်တာအခြေအိမ်တော်ကြီးမြစ်တာကြီးနဲ့ပတ်သက်လို့စုံတယောက်ကကူညီတာနော်ပံ့ပိုးတာမျိုးတွေရှိမယ်ပေါ့အဲ့တော့အခြေအိမ်နဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာမယ်ကူညီသူတွေလည်းရှိနေတယ် ပညာဆိုင်ရာအင်တာဗျူးကိစ္စတွေလုပ်မယ်ဆိုရင်အောင်မြင်တယ်လုပ်ပါဒီတစ်ပတ်မှာအဲ့တော့အရေးကြီးတဲ့စကားကိစ္စတွေခရီးထွက်ဖို့ကိစ္စတွေဆိုရင်လည်းကောင်းတယ်အဲ့တော့အရေးကြီးစကားပြောဖို့ဆိုဖို့ရှိတယ်ဆိုရင်ဒီတစ်ပတ်မှာပြောပါအောင်မြင်ပါလိမ့်မယ်ခရီးထွက်ဖို့ဆိုရင်လည်းဒီတစ်ပတ်မှာခရီးကိစ္စတွေလုပ်ချင်းပြအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျမအင်းအနေနဲ့လဲစိုးရင်ကြအခြေအနေမျိုးမှမရှိဘူးဟာလာပုံမှန်အခြေအနေသို့မဟုတ်ပုံမှန်တကောင်းတဲ့အခြေအနေပြောလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်ဒီအနှစ်ချုပ်အဖြစ်ကံကောင်းနေတဲ့တစ်ပတ်တာဖြစ်ပါတယ်မိမိဖြစ်ချင်တာလုပ်ချင်တာတွေကိုဒီတစ်ပတ်မှာစူးစမ်းလုပ်ယူခြင်းဖြင့်အောင်မြင်နိုင်တဲ့ ဆိုတဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ကံကောင်းလက်ရှိကဏ္ဍဒီတိကဏ္ဍမှာဒီတပတ်အကျိုးပေးတဲ့အကြောင်းဒီအဖြူအောင်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်ပါ